ကျွန်တော်တို့ဒီနေ့ Java programming ကိုစပြီးတော့လေ့လာကြပါမယ်เนาะ Okay ဆ so, ိုတော့ကျွန်တော်တို့ဒီ Java programming ကိုเนาะဘယ်နေရာတွေမှာသုံးတာလဲဆိုတော့ဘယ်လိုသုံးတာလဲဆိုတော့အချက်နှစ်ချက်ကိုအဓိကထားပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့ရှင်းပြပေးသွားပါမယ်เนาะโอเคဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ Java ကိုကျွန်တော်တို့ backend စနစ်ဒီမှာသုံးပါတယ်เนาะဆိုတော့ enterprise at our system တွေမှာသုံးတယ်ပေါ့နော်ဆို enterprise system ဆိုတာဘယ်လိုမျိုးတွေကိုပြောရလဲဆိုတော့ကျွန်တော်တို့ဒီ financial service တွေပေါ့ဥပမာ bank ဝန်ဆောင်မှုတွေเนาะ stock exchange တွေเนาะအပြင်ကျွန်တော်တို့ဒီ online အကြောင်းဝယ်နဲ့ပတ်သက်တဲ့ဒီ project အကြီးတွေမှာကျွန်တော်တို့ကဒီ java ကိုသုံးပါတယ်နောက်တစ်ခုကကျကျွန်တော်တို့ဒီ web application တွေပေါ့နော်ဆိုတော့ကျွန်တော်တို့အာပုံမှန် web application တွေမဟုတ်ဘဲねကျွန်တော်တို့ရဲ့ဒီအာ website ဒီ web application อ่ะပေါ့เนาะဆိုတော့ website နဲ့ application တွေကဘာတူပါဘူး အာကျွန်တော်ဒီ application တွေက web application တွေရပါဘောနော်ဟိုပုံမှန်ထက်ဟိုအာလောရလောရရဲ့ process တွေများတယ်ပြီးရင်ကျွန်တော် user action တွေအရင်များတယ်နော်ဆိုတော့ user data တွေအရင်များတယ်ဆိုတော့ဒီလို application တွေမှာဆိုရင်ကျွန်တော်တို့က java ကိုကျွန်တော်သုံးပါတယ်နော်ဆိုတော့ဒီမှာဆိုလဲကျွန်တော်တို့ netflix တို့ amazon တို့ကျွန်တော် link တွေတော့မှာလဲ java ကိုကျွန်တော်တို့သုံးတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာအာ java java မှာကျွန်တော်တို့ဒီသုံးတဲ့ framework ပေါ့နော် java မှာ spring framework ဆိုတာကိုသုံးတယ် spring boot ဆိုတာကိုသုံးပါတယ်နော်ဒါတော့ကျွန်တော် java programming ပေါ့အခုကျွန်တော်တို့ဒီ java ကိုလေ့လာပြီးတဲ့အခါမှာ java se လို့ခေါ်တဲ့ဆိုတော့ကျွန်တော်တို့ကျွန်တော်အခုသင်ပေးနေတဲ့အာဒီဟာကိုလေ့လာပြီးတဲ့အခါမှာဆက်ပြီးတော့လေ့လာရမယ်နည်းပညာဖြစ်တယ်ပေါ့နော် okay ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ big data နည်းပညာပဲပေါ့နော်ဆိုတော့ကျွန်တော်တို့အာ data ကြီးအများကြီးကိုကျွန်တော်စီမံခန့်ခွဲရတဲ့လုပ်ငန်းတွေမှာဆိုတော့ကျွန်တော်တို့ကအောက်သုံးလဲဆိုတော့ကျွန်တော်ဒီ java ကိုသုံးပါတယ်နော် okay အဲ့တော့ကျွန်တော်တို့နောက်တစ်ခုပေါ့နော် ဆိုတော့နောက်တစ်ခါကျကျွန်တော် Android နော်ပေါ်ဒီ Android application တွေကိုကျွန်တော်တို့အာဖြန်နေကျင်တာဆိုရင်သုံးပါနော်ဆိုတော့အခုနောက်ပိုင်းကကျွန်တော်တို့ Android က Kotlin နဲ့ပဲရေးတော့တာပါဒါပေမဲ့လို့ကျွန်တော်တို့ Kotlin နဲ့ရေးတာတော့ရေးတာပဲဒါပေမဲ့အာကျွန်တော် dependency ထည့်တာ၄နော်ဆိုတော့တချို့ဟိုကျွန်တော်တို့အာဒီ grade B ရဲ့ကိစ္စကြီးပေါ့နော်ဆိုတော့တချို့ကိစ္စသေးသေးမှာကျွန်တော်တို့ကဒီ Android ကိုကျွန်တော်တို့က Java နဲ့လည်းကင်းပြီးတော့သုံးလို့မရဘူးပေါ့နော်ကျွန်တော်လည်း ဟိုအရင်စပြီးတော့ဒီ Android mobile application စဖန်ဒီတော့ကျွန်တော် Java နဲ့ပဲကြီးရပါနောက်ပိုင်းကျတော့မှကျွန်တော် Kotlin ကအများကြီးကျွန်တော်တို့ပို့ပြီးတော့ကောင်းလာတယ် language ရဲ့ဒီ programming language ရဲ့ပုံစံကအာကျွန်တော်တို့ရေးရတာအလုပ်ရှုပ်တွေအရင်သက်သာတယ်ပြီးရင်ကျွန်တော်တို့ဒီဒီရောက်ထားတဲ့ architecture ကြီးအရင်ကောင်းတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်က Kotlin ကိုနောက်ပိုင်းပြောင်းသွင်းတာပါအာ Java နဲ့ရေးလို့မရဘူးလားဆိုတော့မဟုတ်ဘူးရတယ်ဒါပေမဲ့အခုခင်မှာတော့ကျွန်တော်တို့မသုံးတော့ဘူးပေါ့နော်ဒါပေမဲ့ အာဒီကျွန်တော်တို့ရင်းနေတဲ့ coding code တွေက java code နဲ့ကျွန်တော်ချိတ်ဆက်ပြီးရေးရတာပေါ့နော်ချိတ်ဆက်ပြီးရေးရဆိုဆိုတော့ကျွန်တော်ကကျွန်တော်တို့ကနောက်ွယ်မှာကဒီ coding code ကိုရေးနေပြီးမှဆိုနောက်ွယ်မှာကျွန်တော် java code တွေကအလုပ်လုပ်နေတာပေါ့နော်အာဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီ java code တွေလည်းကျွန်တော်ကမေးထားပြလို့မရဘူးပေါ့နော်ဆိုတော့ကျွန်တော်ဒီ android application တွေပန်တီးရအကောင်ပါနော်ဆိုတော့ဒီ android operating system ရဲ့နော်အစိပ်ပိုင်းအများစုကျွန်တော်တို့က java နဲ့ပဲတိစောက်ထားတာပေါ့နော်ဆိုတော့ ရှိပြီးသား application တွေပေါ့နော်ဆိုတော့ application တော်တော်များများအားလည်းကျွန်တော်တို့က java နဲ့စပြီးရေးခဲ့တာဆိုတော့ဒါကြောင့်မလို့ maintenance လုပ်ဖို့အတွက် java ကိုကျွန်တော်တို့ကလိုအပ်တယ်ပေါ့နော်ဆိုတော့အခုနောက်ပိုင်းအခုမှစပြီးတော့ကျွန်တော်တို့ဒီဒီ application တွေစလို့မှာဆိုတော့ kotlin နဲ့ပဲရှိရတာပါဒါပေမဲ့ java ကိုတည်ထားမှာ kotlin အပူပြီးတော့အာ kotlin ရဲ့ join ချင်မှုနှုတ်မှာပို့ပြီးတော့မြင်တာပေါ့နော်ဆိုတော့ဘာဖြစ်လဲဆိုတော့ kotlin programming က java ကိုမှာအခြေခံပြီးတော့ထုတ်ထားတဲ့ programming language ဖြစ်တဲ့အတွက်အာဒီ java ကိုတည်ကိုတည်ထားတဲ့နော်โอเคဒါနောက်တစ်ခုကကြာကျွန်တော်တို့ဘာလဲဆိုတော့ desktop application တွေပါเนาะဆိုတော့ဒါပေမဲ့ဒီဘက်ခင်မှာ desktop application တွေကိုကျွန်တော်တို့ java နဲ့တော့တိတ်မရေးတော့ပါဘူးအရင်လုံးကတော့ကျွန်တော်တို့ရေးရပါတော့เนาะဒီမှာဆိုရင်ကျွန်တော်တို့ eclipse တို့เนาะ nabin store ကိုကျွန်တော် java နဲ့ရေးထားပါတော့เนาะ eclipse တို့ nabin store ဆိုတာလည်းတကယ်ဒီ java program မျိုးရေးတဲ့ဒီ id တွေပဲဖြစ်ပါတယ်เนาะဆိုတော့သူတို့ကိုလည်းကျွန်တော် java နဲ့ရေးရဒါပေမဲ့ကျွန်တော်ကတော့မကြိုက်ဘူးပေါ့နော်မကြိုက်ဘူးอ่ะအာကျွန်တော်တို့ java ကပေါ့နော် java java ရဲ့သဘောတရားပါလဲဆိုတော့သူက ီ cross platform လုပ်လို့ရတယ်ဆိုရယ်သဘောတရားမျိုးလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီဒီကျွန်တော် windows မှာလည်းသုံးလို့ရ mac မှာလည်းသုံးလို့ရ linux မှာလည်းသုံးလို့ရတယ်ဆိုတော့အဓိကတော့ကျွန်တော်တို့ကဒီ java ရဲ့ဒီအာ jdk ပေါ့နော် java development kit ပေါ့ဆိုတော့သူ့ကိုကျွန်တော်တို့ရဲ့ဒီ set data မှာရှိရယ် jre ကိုကျွန်တော်တို့ set data မှာရှိရယ်ဆိုရင် jre ပေါ့နော် jre ကိုကျွန်တော် jdk လို့ပေါ့နော် jdk ရှိရင် jre ရရှိတယ် jdk ဟိုမတောင်းမတောင်းထားကို GRE ရှိရကိုယ့်ရဲ့ဆက်ထဲမှာ GRE ရှိရဆိုလဲကျွန်တော်တို့ရဲ့ဒီ Java code တွေဒီ Java နဲ့ပတ်သက်တဲ့ software တွေကအလုံးလုံးနိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ desktop application တွေမှာလည်းသုံးလို့ရရပေါ့နော်ဆိုတော့ဒါပါ Okay ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ဒီ scientific computing တွေမှာကျွန်တော်တို့သုံးလို့ရပေါ့နော်ဆိုတော့ကျွန်တော် scientific computing တွေအာသင်္ချာနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့နော်ကျွန်တော်နောက်တစ်ခုက simulation တွေမှာကျွန်တော်တို့အာဒါသုံးလို့ရပါနော်ဆိုတော့ဒါတော့ အာကျွန်တော်နိုင်ငံမှာတော့ Java ကိုဒီလိုရည်ရွယ်ချက်နဲ့သုံးနေတော့အရင်ရှားပါတယ်နော်ဆိုတော့ကျွန်တော်နိုင်ငံမှာတော့ကျွန်တော်အရှိမပြောပြခဲ့တဲ့ဟိုအရှိကနောက်ကျော်ဒီ backend ဒီ band တွေမှာ backend မှာသုံးတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ mobile application တွေ fund တယ်နောက်တစ်ခုက desktop application တွေ fund တယ်နော်ဆိုတော့ဒီနိုင်ငံမှာတော့ဒီ level လောက်ပဲအဓိကထားပြီးတော့သုံးကြတာများပါတယ်နော် okay ဒါတော့ scientific computing တွေကတော့ကျွန်တော်တို့ ਨੇ ဆိုတော့အရင်နည်းနည်းလေးအရင်အလံဝေးกว่าနေနောက်တစ်ခုကကြတော့ ဟိုကျွန်တော်ဒီမှာက scientific computing တွေကို python နဲ့ပဲလုပ်ကြရများပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီကောင်းတော့အသေးစိတ်တော့ရှင်းမပြရပါဘူးနော် okay နောက်တစ်ခါကျကျွန်တော် IoT ညီမသုံးတယ်ပေါ့နော် IoT ဆိုတာကျွန်တော်တို့ဒီ device device သေးသေးလေးပေါ့နော်ဆိုတော့ internet of things လို့ခေါ်ရဲဆိုတော့ဒီအာ small device small device တွေပေါ့နော်ဆိုတော့ကျွန်တော် smart device တွေလို့လည်းပြောလို့ရတယ်ပေါ့နော်ဆိုတော့အဲ့ဒါတွေကျွန်တော်တို့ small device smart device ပေါ့နော် IoT ဆိုတဲ့သဘောတရားအာကျွန်တော်တို့ okay အဲ့လိုမျိုးတွေမှာကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့သုံးလို့ရတယ်ပေါ့နော်ဆိုတော့ IOD ကလည်းကျွန်တော်တို့ဒီမှာကဒီ IOD ကို Java နဲ့လုပ်တဲ့သူကနည်းပါတယ်။ဘာဖြစ်လဲဆိုတော့အာကျွန်တော်တို့ Python နဲ့ပဲလုပ်နေလို့ပေါ့နော်။ဆိုတော့အရင်တော့ Python မရှိခင်တုန်းကတော့မရှိခင်တော့မဟုတ်ပါဘူး။ဟိုလွန်ခဲ့တဲ့နှစ်တွေနှစ်တွေတုန်းကတော့ဟို Java နဲ့လည်းလုပ်ကြရတယ်။ Java ကိုလည်းကျွန်တော်တို့ online မှာသုံးတယ်ပေါ့နော်။ဆိုတော့ net ပဲအစုံမှာသုံးတယ်။ဟိုမှာလည်းသုံးတယ်ဒီမှာလည်းသုံးတယ်။အဟိုနေရာမှာလည်းသုံးတယ်ဒီနေရာမှာလည်းသုံးတယ်ပေါ့နော်။ဒါပေမဲ့အခုနောက်ပိုင်းကတော့ Python ကပို့ပြီးတော့ net ပဲ scope ကအရင်ကျတယ်ပေါ့နော်။ Python programming language ကိုလေ့လာပြီးရင် ကျွန်တော်တို့လုပ်လို့ရတဲ့ nibble ရအများကြီးပဲ data analysis တွေရောเนาะ IoT တွေရောအခုနအရှိကဘာလုပ်ချင်လဲရှိလုပ်ချင်တာမှန်းသမျှရရပေါ့เนาะဆိုတော့ကျွန်တော်တို့ဒီ web web application ရေးမှာလားเนาะ backend ရေးမှာလားပြီးကျွန်တော်တို့ machine learning လား AI လားအကုန်လုံးကျွန်တော်တို့ python နဲ့သွားနေရဆိုတော့ဒီ java ကခုနောက်ပိုင်းတော့ဟိုသိပြီးတော့သူ့ရဲ့အခန်းကဏ္ဍရော့သွားပြီပေါ့เนาะ ဒါပေမဲ့ကျွန်တော်အရှိရကျွန်တော်တို့ဒီနေရာဒီမှာတော့ရှင်းလို့မရပါဘူး။ဟိုမှာ Android application ဖန်တီးရတဲ့နေရာတို့ဒီ backend ဒီ enterprise တွေသုံးတဲ့နေရာမှာတော့ရှင်းလို့မရဘူး။ဘာလို့လဲဆိုတော့သူ့ရဲ့ security ကပို့ပြီးတော့အများကြီးပို့ပြီးတော့ပေါ့ပို့ကောင်းတယ်ပေါ့နော်။ဆက်တာကြောင့်မို့ပါ။ Okay ။ဆိုတော့ကျွန်တော်ဒီမှာကတော့ဒီအခုဒီမှာကျွန်တော်အာ Java ကိုကျွန်တော်တို့ဘယ်နေရာမှာသုံးလဲဆိုတာကိုရှင်းပြခဲ့တယ်ပေါ့နော်။ဆိုတော့ Okay ။အာနောက်သင်ခန်းစာရေးကြမှာကျွန်တော်တို့ဒီ installation လုပ်တာတွေ set up လုပ်တာတွေကိုကျွန်တော်ဆက်ပြီးတော့တွေ့ပါမယ်နော်။